ျွန်တော်က FOE မှာက player တယောက်ပေါ့เนาะ तू ကမင်းသမီးမဟုတ်ဘူးရှင်အကျွန်တော် weight ချလိုက်တဲ့အကြောင်းရင်းကလည်းအဲ့ဒါကြောင့်အများကြီးပါတယ်အဲ့လိုမျိုးတော့မကြိုက်ဘူး ။ဘာလို့ဆိုတော့ကိုနဲ့ဘလောက်ထိတွေ့မလဲမသိဘူး။ဒီလာကိုကုန်လေကိုအလိုတေးမိုက်ဒီတေးမင်းပုံကြီးချက်သွားကိုကလက်မခံနိုင်ဘူးကိုကလည်းမထိုးဘူးသူမြောက်လည်းမထိုးကြအသက်တွေမချမ်းဘူး တက်သေးတယ်လေအဲ့တော့ခုပုံတော့ဘယ်တော့မှတက်တူးမထိုးခိုင်းဘူးထိုးခိုင်းမှလည်းမဟုတ်ကြိုက်လည်းမကြိုက်ဘူးဆိုတော့ဘလောက်ထိတစ်သက်လုံးသွားမှလာဘယ်ချိန်ညံ့ပြက်မလဲမသိပြက်သွားခုပုံနေထိုင်တော့တရေမှကြီးပြက်သွားအောင်ပဲပချိုက်ကြီးကနေပြီးတော့အယိုးခိုင်းပြက်သွားအဲ့တော့တက်ကြောက်တယ်တော့မထိုးခိုင်း အာခန္ဓာကိုအသားပေးတဲ့ဟိုဟာများတယ်ဆိုတော့ကျွန်တော်မမေ့ရတော့ဟိုဟာပဲရှိမယ်ထင်တယ်အာကလင်းနစ်တစ်ခုအတွက်ကြညာပေးတဲ့ဟာပေါ့နော်ကျွန်တော်အဲ့ဒီဟာကအဲအဲ့ဒီဟာပဲရှိမယ်ကျွန်တော်တော့ကျွန်တော်တိတ်ပြီးတော့အလိုနည်းနည်းတိတ်တော့ကြညာခန္ဓာကိုအသားအရန်ပေးတဲ့ကြညာမျိုးတိတ်တော့မရှိပါဘူးအာကလင်းနစ်ဖြစ်နေတဲ့ပေါ့နော်ဒီကျွန်တော်တော်တော်နေကြအာမျက်နှာစကင်ကဲကသူတို့ဆိုင်ဆိုတဲ့ခါကျတော့အာအေးပြားအတွက်ကောမျက်နှာအတော့ပြတော့ကိုကရိုက်မိတာပေါ့နော်ဟိုလိုကြီးတော့အရန်ကြီးအသားပေးတဲ့ဟာမျိုးတော့လောလောဆယ်တော့မရှိသေးပါဘူး အဓိကကျွန်တော်ကျမ်းမာရေးလိုက်စားတာပေါ့နော်ကျမ်းမာရေးလုပ်တဲ့အခါကျတော့ခန္ဓာကိုယ်ကလှကျင်လို့ဆိုတော့အထက်အကျမ်းမာဖို့ဆိုတဲ့ခေါင်းစဉ်မှာအလုံးလုံးရင်းထဲမှာအဲ exercise လုပ်တာများတော့ကျွန်တော်ခန္ဓာကိုယ် body ရအစီတရတဖြည်းဖြည်းနဲ့ပါလာတာပေါ့အပါလာတော့ကြည့်လိုက်ရင်ခန္ဓာကိုယ်ကချက်ချက်ရရှိတယ်ပြီးတော့ကိုယ့်ရဲ့ပုံစံကလည်းကိုယ်စိတ်ထဲမှာလည်းကိုယ့်ကိုပေါ်ပါမှုရှိရလို့ခံစားဒါကတော့ကျမ်းမာရေးလိုက်စားတဲ့ နောက်ဆက်တွဲလှပခြင်းကကပ်ပါလားလို့ကျွန်တော်ခံစားရတယ်ပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်အဲကျွန်တော်ကိုယ်လည်းလို့အရင်ကတည်းကနောက်ဟိုက်ဝတ်တာကြိုက်တယ်လေဟိုးပေါ်ကစားတယ်အဲ့လိုနောက်ဟိုက်လိုက်မနောက်ဟိုက်ရှေးဟိုက်နေဆိုတော့အကျွန်တော်ရဲ့အဲကျွန်တော်ကြိုက်တာပေါ့ကျွန်တော်ကဒီနောက် bug တွေကိုကျွန်တော်သဘောကျတယ်အဲ့တော့လည်းကျွန်တော်အမြဲတမ်း bug ကိုအစီနဲအောင်လို့ကျွန်တော်ပို့ပြီးတော့လဲဆော့တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဟုတ်ကဲ့ရှင်ဟုတ် အဲကိုကိုကိုယုံကြည်မှုရှိမှုပေါ့ရှင်ချိုးကတော့အာခန္ဓာကိုချိုးကြလဲဝဝလေးနဲ့လဲငါ့ကိုငါယုံကြည်မှုရှိရဲဆိုလဲဘာမှမဖြစ်ဘူးမလိုအပ်ဘူးပေါ့နော်အဓိကကတော့အဲ့အမျိုးသမီးရဲ့စိတ်ခံစားမှုပေါ့ပဲမူတည်ပါတယ်ကျွန်တော်ကတော့ခန္ဓာကိုလှတဲ့အမျိုးသမီးတွေကဘာဖြစ်တယ်လို့ကျွန်တော်ကပြောပိုင်ခွင့်မရှိဘူးဆိုတော့ခန္ဓာကိုလူတိုင်းကလည်းအကုန်လုံးကအမြဲတမ်းကြီးတော့ကျွန်တော်လည်းအမြဲတမ်းလှနေမှာမဟုတ်ဘူးလေ့ကျင့်ခန်းမလုပ်တော့ရင်တော့လဲအစီအစီတက်လာမှာပဲပေါ့နော်ဆိုတော့ပြောချင်တဲ့အဓိကအဓိကကတော့ကျွန်တော်ကတော့လေ့ကျင့်ခန်းလုပ်ဖို့အတွက်အမြဲတိုက်တွန်းတယ်လေ့ကျင့်ခန်းလုပ်တဲ့နောက်ဆက်တွဲပါလာတဲ့အရာတွေဥမာမျက်နှာဆိုလဲအစီမရှိဘဲနဲ့ဂျောလိုက်နေ ပေါ်တာမျိုးအာ back day ဆိုရင်လည်းအစီမရှိဘဲနဲ့ကိုကနောက်ဟိုက်လေးဝေ့တဲ့ခါကျရှင်းသက်နေတာမျိုးအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းခွင်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ်အော်လှလိုက်တာနော်ချစ်စရာကောင်းလိုက်တာအော်ဘာဝဝေစမတ်ကြရတယ်ဆိုတဲ့ဟာလေးကြတော့ကိုလေ့ကျင့်ငန်းလုပ်ရင်းနဲ့ရလာတာပေါ့နော်ဆိုတော့ခုနလိုပြောသလိုပေါ့ဘလောက်အေးပါလဲမေးရင်တော့ဒါခံစားတဲ့အမျိုးသမီးဒီလေ့ကျင့်ငန်းကိုကြိုက်တယ်ခန္ဓာကိုယ်ကိုပေါ့နော်ကြိုက်တဲ့အမျိုးသမီးနဲ့ အဲရတယ်ကိစ္စမရှိဘူးငါတို့အစားအစားပြီးတော့ကျညွတ်မှန်ဒီမဆိုရက်မျိုးသမီးနဲ့ရှင်တဲ့ခါကျတော့ကိုယ်လက်မှုတွေရှင်နိုင်ပါတယ်ရှင်ဟုတ်အဲကျွန်တော်က FOE မှာက player တယောက်ပေါ့เนาะသူကမင်းသမီးမဟုတ်ဘူးရှင်အဲကျွန်တော် weight ချလိုက်တဲ့အကြောင်းရင်းကလည်းအဲ့ဒါကြောင့်အများကြီးပါတယ်ကျွန်တော်ပေါ့เนาะကျွန်တော် weight ကိုလောချမယ်လို့ပြောတဲ့ဟာတခုကအဲ့ဒါကြောင့်လည်းအများကြီးပါတယ်အကျွန်တော်တို့အရင်ရင်ခုံတယ်ဘာလို့ဆိုရုပ်ရှင်ကားတကားယုံတင်တာမျိုးဇလန်တို့တခုတင်တာမျိုးကျွန်တော်တို့တအားကြီးတော့ site excited မဖြစ်ဘူးရှင်ဒါကကြတော့ reality show ဖြစ်တယ်ပြီးတော့ကိုယ့်အားလုံးအမြင်ကလည်းမင်းသမီးတယောက်အနေနဲ့ကြည့်တဲ့နေရာမှာပေါ့เนาะကျွန်တော် ောက်တော့ကအာမလုံနိုင်တာတွေလုံနိုင်တာတွေဘာတွေဖြစ်လာမှာလဲကျွန်တော်မပြောတော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်ကဒီဟာက reality show ဖြစ်တဲ့ကြောင့်မဟုတ်သူကဇညုံမရှိဘူးကျွန်တော်တို့ကရုပ်ရှင်ကားရိုင်ဇညုံရှိတယ်ဇညုံကိုကြိုသိရတယ်အဒီခန့်ပြိသက်ကချစ်မာလားဒီခန့်ပြိသက်ကမုန်းမာလားဆိုတော့ဟာတွေကိုကအကျုပ်တင်ပြင်ဆင်ထားလို့ရတယ်အာဒီ FOE season 2ကျတော့သူကဇညုံမရှိဘူး reality ရိုက်တယ်ကိုရီတကယ်လုံမတကယ်ပေါ့နော်အဖြစ်တဲ့အရာတွေဖြစ်လာတဲ့အခါကျတော့နောက်ကိုလည်းအာ အရင်ကြီးပရိုမဟုတ်တဲ့ဂျင်ပေါ့နော်ကျွန်တော်ကဂျင်ဆော့ရဲဆိုတာအဲကျမ်းမာဖို့လှပဖို့ဆိုတတိလေးကျွန်တော်တို့ကပေါ့နော်နော်ကျွန်တော်ဘာပြောပြောတော့လဲတေးဥဆောင်တယောက်ဖြစ်တဲ့ခါကျတော့အာဆက်လီတီရဲ့ပေါ့နော်တေးဥဆောင်တယောက်အနေနဲ့ဒီထဲမှာဝင် join ဖြစ်တာရှိတာမပြန်ပြီးစဉ်းစားရင်တော့ကျွန်တော်အရင်ရင်ခုံတော့ဆိုဇညုံးမရှိတဲ့ဟာကပိဋကတ်ကို reality show သွားမှာမလို့ပိဋကတ်ရဲ့အတန်နေပြီးတော့တိဋကတ်ရဲ့အမြင်နေကျွန်တော်ရဲ့ပုံစံနေဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်အမှန်တမ်းကျကျွန်တော်အရင်ရင်ခုံနေရှင်ပြန်လာမဲ့ feedback ကိုပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ် nigga, he didn't left you the moche. We're being through the thang, yeah, a lot of hater, this <laughs> so ye. Ain't in the noche, I don't relate. We flex, go be fresh, never flex, don't fake. Uh, low shy, need to do my low shy. My little left quick, bitch, I need to do go my chuma tie. My baby, don't cry. Now you can know, I love all the moment, man, you people try to own try. So fresh, so clean, I rap so lean, I'm blessed, homie. I get it live like a techno scene. Can't mess with the essence like retro teams. The fittest on earth, everything. အဲ့တော့စောင့်ကြည့်ပါလို့ပြောပါပါအဲ့တော့အပတ်စဉ်လာမယ်ပေါ့နော်၂၉ရက်နေ့ကြာရင်အပတ်စဉ် Sunday တိုင်းပြမယ်အားလေးကိုကြည့်ရင်းနဲ့ဝေဖန်ကြညာပေးပါအောင်လို့အဲကိုကိုကတော့ရမ်းကြည့်တော့အမရဘူးပေါ့ဒီမှာဆိုရှင်တာညလေးဆိုလို့ရှင်တာ passionate ဖြစ်တဲ့တယောက်ဆောင်တယောက်ပေါ့အဲ့လိုမျိုး လူရဲ့တမတ်တာဆိုတော့ဒါလို fake ဖြစ်သွားမယ်ဆိုရင်ရောအဲ့လိုဘလို့ဖြစ်နိုင်ဖြစ်နိုင်ပါလေဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်ကအရင်ကြီးအာပေါ့နော်အာဘလို့ပြောမလဲကျွန်တော်ကဟိုအဲ့ချိန်မှာတော့မင်းသမီးမဟုတ်ဘူးဒါပေမဲ့လူတွေရဲ့အမြင်မှာကျွန်တော်တက်ဆောင်တော့ဖြစ်တယ်ပေါ့နော်ကျွန်တော်ပြိုင်တော့ကျွန်တော်တကယ်ပြိုင်ဝင်ဝင်တယောက် player တယောက်ရဲ့စိတ်နဲ့ပဲကျွန်တော်ပြိုင်ခဲ့တယ်အဲ့လိုပဲရှိရပေါ့နော်ဒါပေမဲ့လည်းအများရဲ့အမြင်မှာကိုယ့်ကိုကြတော့တော်မှန်တဲ့အဲမင်းသမီးဆိုတဲ့ခေါင်းစဉ်တက်ကြည့်တယ်တရုတ်ဆောင်ဆိုကောင်ဒီမှာကိုယ်လက်မှုတွေဖြစ်ကောင်းဖြစ်နိုင်နေပေါ့เนาะဆိုတော့အာဘာတွေဖြစ်လာမလဲဆိုတော့ အဆောင်ကြည့်ပေးပါလို့ကျွန်တော်လည်းရင်ခုန်နေပါတယ်လို့အာကျွန်တော်ကတက်တူးကိုကြိုက်လာမင်းရင်အရန်ကြီးမကြိုက်ဘူးရှင်ဒါအမှန်တိုင်းဝင်ခံတာပါအရန်မကြိုက်ဘူးအဲထိုးတဲ့သူတွေရှိနေတယ်လို့ကိုကအဲ့ဒါရတော့မငင်းပဲဘူးဒါပေမဲ့လည်းကျွန်တော်ခန္ဓာကိုယ်မှာတက်တူးတခုမှမရှိဘူးကျွန်တော်အဲ့လောက်ကြီးတက်တူးကိုမယူတော့ဘူးပေါ့နော်ဟုတ်ကဲ့မေးခွန်းတက်တယ်နော်တက်တူးမရှိပါဘူး ကျွန်တော်နဲ့ပတ်သက်တဲ့သူမှာအာအကို့အစီမှာတော့ရင်မမှလာပြီအဲ့လိုမိမမျက်နှာထိုးဘူးတာရှိတယ်အာပြီးတော့ကျွန်ကျွန်တော်အဲ့လိုခင်ခင်နေပေါ့နော်ကိုမိတ်ဆွေတငယ်ချင်းမှာတက်တူးအများကြီးရှိတဲ့သူတွေရှိတယ်အဲ့ခါကျကျွန်တော်တငယ်ချင်းအဆင့်ထက်မပို့ဘူးအဲ့လိုမျိုးအစွဲတော့နည်းနည်းရှိတာပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်အဲ့လိုအစွဲနည်းနည်းရှိကန့်တက်ပြီမဲ့လည်းလှုပ်ချင်လှုပ်ကြတာပေါ့ဘလောက်ပဲကိုကကန့်တက်ကန့်တက်ပေါ့နော်အဲလှုပ်ချင်တဲ့အကျိုးအကြောင်းကြုံကြိုက်လာတယ်ဆိုရင်ကိုမမပိုင်တာလေနော်အဲ့တော့ လုံချင်လုံကြတာပါပဲအဲ့လိုမျိုးတော့မကြိုက်ဘူးဘာလို့ဆိုတော့ကိုနေကဘလောက်ထိတွားမလဲမသိဘူး တိလာပြောအကုတ်ကုံလဲကိုကအဲ့လိုတိရမကြီးတိမင်းပုံပြင်ချက်သွားကိုကလက်မခံနိုင်ဘူးအဲ့တော့ကို့ပုံတော့ဘယ်တော့မှတက်တူးမထိုးခိုင်းဘူးထိုးခိုင်းမှလည်းမဟုတ်ကြိုက်လည်းမကြိုက်ဘူးဆိုတော့ဘလောက်ထိတစ်တလုံးသွားမှလာဘယ်ချိန်ညံ့ပြက်မလဲမသိပြက်သွားကို့ပုံနေထိုင်တော့တိရမကြီးဖြစ်သွားအောင်ပဲပချိုက်ကြီးကနေပြီးတော့အယိုးခေါင်းကြီးဖြစ်သွားအောင်အာကြောက်ကြောက်တယ်တော့မထိုးခိုင်းဘူးတချို့ဆိုလို့ရှိရင်လေဒါအမှတ်တရရင်မက်လေးမှာနာမည်လေးထိုးပေးလို့ပါတော့အဲ့လိုမိန်းကလေးတွေကကိုကလည်းမထိုးဘူးသူမျိုးလည်းမထိုးခိုင်းအသက်တွေလည်းမချမ်းဘူး သေးတယ်လေဟုတ်ကဲ့ပါ FOE ကတကယ်ကိုဇညုံမရှိတဲ့ reality show ပေါ့နော်ဆိုတော့ချို့ကထင်ကြတာဟာဇညုံကြီးနဲ့မလားလို့အဝင်းသားသတ်မှတ်ပြီးသားလားလို့အဲ့လိုမျိုးတွေမရှိပါဘူးတကယ်ကိုအကောင်းဆုံးပေါ့နော် FOE season 2မှာအကောင်းဆုံး player တွေပေါ့အကုန်လုံးမြတ်သူကြည့်တယ်ကိုထွန်းဆိုလည်းအရင်ကောင်းတယ်ရှင်ဒါနောက်ခုမှပြောတာကိုထွန်းဆိုတကယ်ကိုထွန်း Jfire ပါတဲ့သူပေါ့နော်ကိုကြတာကိုနဲ့ရုပ်ဆောင်ပိုင်းကတည်ရတယ်ကို Jfire ကတော့အဆိုးတော့မဟုတ်လို့ပေါ့ဒါပေမဲ့အဲဒီပေါ့နော် audition မပြိုင်မဝင်ပဲနဲ့ပါလာတဲ့ဒီလူတွေကလည်း တယောက်မှရော့မနေဘူးကိုကလွှဲပေါ့ပြောချင်တဲ့တည်းပြကိုထွန်းဆိုလဲတကယ်ကိုတကယ်သူဆိုလဲကိုထွန်းဆိုပြောက်တယ်တကယ်ကိုဘောလုံးကိုချစ်ညက်တော့အားကစားကိုကြိုက်တော့40ကြော်ကြီးဗျာကိုဆိုလဲ40ကိုနှစ်ယောက်ကအသက်အကြီးဆုံးအဲ FOE season 2မှာတော့ FOE နဲ့ FOE ကြီးအသက်အကြီးဆုံး player တွေပါအဲ့တော့ဒီနေ့ပါညညကြာပါကိုထွန်းကတကယ်အသက်နဲ့မလိုက်အောင်ကိုအကောင်းဆုံး player တယောက်ဖြစ်နာဖြစ်လာခဲ့ပါလို့ပြောချင်ပါတယ် ကျေးဇူးတင်ပါတယ်ရှင်အားလုံးမြန်ကုန်နေပါတယ်ဟုတ်ရှင်ဟုတ်တတရှင်ဟုတ်ဟုတ်ဟုတ်အောင်စားကြတယ်ဒါပေမဲ့တကယ်ပွဲထဲမှာကိုကငင်းငယ်လားမငင်းငယ်လားဆိုတော့အတီးရဲ့သူတွေသိမလို့ပြောပြအယူဆပါတယ်